ရှစ်လေးလုံးအရေးတော်ပုံကိုဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေစတင်ခဲ့တဲ့1988ခုနှစ်မတ်လအတွင်းကစန္ဒပြသူအယောက်40ကျော်အရှုပ်ကားထဲမှာတည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုထိုစဉ်ကအင်းစိန်ထောင်မှုကြီးဖြစ်သူကပြန်ပြောင်းပြောပြခဲ့ပါတယ် ျွန်တော်မိတ်ဆွေများအားလုံးသဘာဝဘေးအန္တရာယ်နဲ့စစ်ခွေးအန္တရာယ်မှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်ထွန်းခိုင်ရေးသားတဲ့88အစောပိုင်းကမေးပြောက်ခံ ဖြစ်စဉ်တစ်ခုဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်ရန်ကုန်မြို့နယ်ကနေ9မိုင်လောက်ဝေးတဲ့အင်းစိန်မြို့နယ်က RNT လို့ခေါ်ကြတဲ့ရန်ကုန်နည်းပညာတက္ကသိုလ်ကိုလက်နက်ကင်ထားတဲ့လုံတိုင်းတပ်ဖွဲ့တွေကဝိုင်းထားလိုက်ကြပါတယ်အဲ့ဒီနေ့မတိုင်မီ1988ခုနှစ်မတ်လ12ရက်နေ့က အင်းစိန် RND ကျောင်းသားမှာကျောင်းသားနဲ့အရက်သားတွေလက်ဖက်ရည်ဆိုင်မှာစကားများရန်ဖြစ်ပြီးတဲ့နောက်နောက်ဆက်တွဲဖြစ်စဉ်တွေကိုထိမ့်သိမ်းဖို့အတွက်ဆိုပြီးအာဏာပိုင်တွေကလုံခြုံရေးတပ်ဖွဲ့တွေကိုဆေလွတ်လိုက်တာပါလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ကျောင်းသားတွေအကြားနှစ်ဖက်တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်လုံထိန်တွေကတနက်နေ့ပြစ်တဲ့အတွက် RND ကျောင်းသားကိုဖုံးမော်တည်ဆုံးခဲ့ပြီးအခြားသူတွေလည်းဒဏ်ရာတွေရခဲ့ကြပါတယ်ဒါဟာနောက်ရက်အနည်းငယ်အတွင်း socialist အစိုးရကိုပြည်သူတွေတော်လှန်အားခံခဲ့ကြတဲ့1988 အရေးအခင်စတင်ဖို့အတွက်အရေးပါတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ထိုရှိန်ကအစပြိုးခဲ့တဲ့အဖြစ်အပျက်တွေကခြေလေးလုံးအရေးတော်ပုံလို့ခေါ်ဝေါ်ကြတဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေနိုင်ငံတော်မှာပေါ်ပေါက်ခဲ့တဲ့အထိကျေပြန်သွားခဲ့ပါတယ်။1968ခုနှစ်ဩဂုတ်၈ရက်နေ့မှာအထုတ်ထက်ရောက်ခဲ့တဲ့ဒီဆန္ဒပြပွဲတွေကိုအစိုးရကအကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက်လူပေါင်းများစွာလည်းတေးကြီးဖမ်းဆီးခံခဲ့ကြရပါတယ်။ခြေလေးလုံးဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုတွေကြောင့်တေဆုံးသူ3000ကနေ1000အထိကြီးလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒီအထဲမှာအစောပိုင်းဆန္ဒပြပွဲတစ်ခုမှာဖမ်းဆီးခံရပြီးနောက်အချုပ်ကားအတွင်းမှာအသက်ရှူကျက်တေဆုံးခဲ့ရသူတွေလည်းပါဝင်ပါတယ်။ဒီလူတွေဘသူဘဝလဲဆိုတာကိုတော့အခုထိမသိကြရသေးပါဘူး။ RID ចောင်းသားတွေကိုအစိုးရကစေလွတ်လိုက်တဲ့လုံခြုံရေးတပ်ဖွဲ့တွေကပြစ်ခတ်ဖမ်းဆီးတဲ့တည်င်းတွေရန်ကုန်တမျိုးလုံးကိုပြန့်နှံ့သွားပြီးတဲ့နောက် အစိုးရကိုကန့်ကွက်ဖို့အတွက်လူတွေကနေရာအနှံ့မှာစုယုံတာဆူနေကြပါပြီအစိုးရဘက်ကတော့မြင်မြန်ဆန်ဆန်ပဲစုံစမ်းစစ်ဆေးရေးလုပ်ခဲ့ပြီးပြဿနာအားလုံးကိုចောင်းသားတွေအပေါ်ပုံချတဲ့ကြေညာချက်တစ်စောင်ကိုထုတ်ပြန်လိုက်ပါတယ်နောက်ထပ်ရဲအနှဲငယ်အကြား1986ခုနှစ်မတ်လ16ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ចောင်းသားတွေကအင်းစိန်ကအင်ဂျင်နီယာចောင်းသားတွေကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့နိုင်ငံကုန်နေပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့အာနာရှင်ဦးနေဝင်းရဲ့နေအိမ်နဲ့ မလားမကန်ကအင်းရကံပေါင်းမှာအစိုးရစန့်ကျင်ရေးဆန္ဒပြဖို့အတွက်စုဝေးလိုက်ကြပါတော့တယ်။လက်နက်ကိုင်လုံခြုံရေးတွေကတော့နီလန်ဟောင်းအတိုင်းဆန္ဒပြသူတွေကိုရိုက်နှက်ဖမ်းဆီးခဲ့ကြပြန်ပါတယ်။တရားပြုလို့လူသိများတဲ့အင်းရကံပေါင်းကအဲ့ဒီနေရာဟာသွေးစွန်းခဲ့လို့နောက်ပိုင်းမှာလူတွေကတရားနီလို့ပြောင်းခေါ်ခဲ့ကြတဲ့အထိပါပဲ။အဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးတက္ကသိုလ်တွေကကျောင်းသားတွေကအစိုးရကိုဆန္ဒပြဖို့ကြိုးစားချိန်မှာအကြမ်းဖက်ဖြိုခွဲခံရတဲ့တဲ့ရင်ကရန်ကုန်မြို့အနှံ့ပြန့်နှံ့နေပြီဖြစ်ပါတယ်။ နောက်ထပ်ရက်အနည်းငယ်အကြာမတ်လ18ရက်မှာတော့ကျောင်းသားတွေကရန်ကုန်မြို့နယ်မှာရှိတဲ့စုလီဇေဒီရောစီဥတီရှိတက်ပြီးဆန္ဒပြပွဲကိုအချိန်မြင့်ဖို့ကြိုးစားခဲ့ကြပါတော့တယ်။ကျောင်းသားတွေနဲ့အတူအရက်သားတွေပါပူးပေါင်းပါဝင်လာတဲ့ဆန္ဒပြပွဲကိုအစိုးရကအကြမ်းဆုံးကင်တွယ်ခဲ့ပြီးယာနဲ့ရှိတဲ့လူတွေကိုထိမ့်သိမ်းလိုက်ပါတယ်။ဆန္ဒပြသူတွေကိုနိုင်ပေါင်းများစွာထိမ့်သိမ်းထားပြီးနောက်ဆုံးမှာတော့အင်းစိန်ထောင်ကိုပို့ဖို့အာဏာပိုင်တွေကဆုံးဖြတ်လိုက်ကြပါတယ်။အခုအသက်68နှစ်ရှိပြီဖြစ်တဲ့ဦးသိန်းဝင်းဟာ အဲ့ဒီအချိန်တုန်းကအင်းစိန်ထောင်မှာထောင်မိုးကြီးအဖြစ်တာဝန်ယူနေရတဲ့အချိန်လည်းဖြစ်ပါတယ်။အဲ့ဒီနေ့ကထောင်ကိုလာပို့တဲ့လူအရေအတွက်ဟာ900ကနေ600အတွင်ရှိမယ်လို့ဆိုပါတယ်။ဇာနာပြသူတွေကိုအရှုပ်ကားတွေပေါ်တင်လာပြီးစစ်ကား5စီးနဲ့လက်နက်ကင်အစောက်ကျက်တွေကလာပို့တာလို့ဆိုပါတယ်။ဒါပေမဲ့အဖမ်းခံလာရတဲ့လူတွေထဲမှာအမျိုးသမီးတဦးမှမပါသလိုတရားသူကြီးကညွှန်ကြားတဲ့ဝရမ်းလဲပါမလာဘူးလို့ဦးသိန်းဝင်းကပြောပါတယ်။ထောင်ဆိုတာအရှုပ်ဝရမ်းထောင်ကြဝရမ်းမပါဘဲလာလို့မရဘူး။လက်ခံလို့မရဘူးလို့ အချင်းဦးစီးမှာနှစ်20ကျော်အလုပ်လုပ်ခဲ့တဲ့ထောင်မူကြီးဟောင်းဦးသိန်းဝင်းကသူ့အတွေ့အကြုံကိုပြန်ပြောပါတယ်။နောက်ဆုံးမှာတော့အထက်အရာရှိတွေကလက်ခံထားဖို့ဖိအားပေးခဲ့တဲ့အတွက်အင်းစိန်ထောင်ကအရာရှိတွေကဖမ်းဆီးလာတဲ့သူတွေကို လက်ခံဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဖမ်းလာတဲ့လူတွေကိုအချုပ်ကားပေါ်ကအောက်ဆင်းခိုင်းတဲ့အချိန်မှာတော့အချုပ်ကားတစည်းပေါ်ကလူတချို့ကကားပေါ်ကဆင်းမလာကြတော့ပါဘူး။တကားဖွင့်ပြီးဆင်းခိုင်းနေမဆင်းဘူးဗျာလို့ဦးသိန်းဝင်းကဆိုပါတယ်။ ဒီရဲ့ချိန်မှာလုံချုံရဲ့အရာရှိတွေလည်းတော့ပွားလာကြပါတော့တယ်။ဆန္ဒပြပွဲကိုထောင်ထဲအထိတည်လာကြပြီလားဆိုပြီးတော့လဲတွေးဝေကုန်ကြပါတော့တယ်။နောက်ဆုံးမှာထောင်အရာရှိတွေကအရှုပ်ကားတဲ့အထိတက်ပြီးစစ်ဆေးဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒါပေမဲ့အရှုပ်ကားပေါ်ကနောက်ထပ်လူအနည်းငယ်ပဲအောက်ကိုဆင်းလာနိုင်ပါတယ်။၃၄၅ရောက်တော့ဆင်းလာတယ်။အထဲမှာသေးနေတာတပုံကြီးလို့ဦးသိန်းဝင်းကပြောပါတယ်။ဆိုးတယ်ဗျာ။အရှိန်ကြီးကတော်တော်ဆိုးတယ်လို့ လွန်ခဲ့တဲ့28နှစ်ကသူမြင်ခဲ့ရတဲ့အဖြစ်အပျက်ကိုဦးသိန်းဝင်းကပြန်ပြောင်းပြောပြပါတယ်။အခြေအနေတွေအားလုံးကရုတ်တရက်ပြောင်းလဲသွားပြီးလူတိုင်းကိုလည်းမှင့်သက်သွားစေခဲ့ပါတယ်။ဒေါသထွက်နေတဲ့လုံတိုင်းတွေလည်းရှေ့မကင်ပြီးလက်မကင်ပြီးဖြစ်ကုန်ကြပါတော့တယ်။လူတွေဟာအရှင်လက်လက်ငရဲခံစားခဲ့ရသလိုအချုပ်ကားထဲမှာပိတ်မိကအသက်ပျောက်ခဲ့ကြရတာပါ။သူတို့ကိုအစာမကျွေးရေမတိုက်ဘူး။ရေစားပါတယ်ဆိုရင်အချုပ်ကားထဲကိုရေပိုက်ကြီးနဲ့ထိုးပြီးဖြန့်ပေးတယ်လို့ မျက်မြင်သက်သေတွေပြောစကားကိုကိုးကားပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းဦးကျော်မောင်က ပြောပါတယ်။အရှုပ်ကားတဲ့ဝင်ဆက်နိုင်တဲ့လူဦးရေထက်အများအပြားဖိသိမ့်ထက်လာလို့နိုင်ပေါင်းများစွာအောက်ဆီဂျင်ပြတ်တောက်တာ လူနင်းခံရတာ လူပိကြတာတွေကြောင့်တေရတာလို့ဦးသိန်းဝင်းကခံမှန်းပါတယ်။အရှုပ်ကားတစ်စင်းကအစွမ်းကုန်ထည့်နိုင်လဲ40ပဲရှိတယ်။ဒါအစွမ်းကုန်ပဲလို့သူကပြောပါတယ်။ဒါပေမဲ့ဒီအရှုပ်ကားတဲ့လူ80လောက်ဖိသိမ့်ထည့်ခဲ့တာလို့သူကပြောပါတယ်။ ောက်ရဒီမှာတော့ဒီသတင်းဟာရန်ကုန်မြို့အနှံ့ပြန့်သွားတယ်လို့အစိုးရဘက်ကလည်းဖြေချင်းချက်ထပ်မံထုတ်ပြန်ပါတယ်အစိုးရရဲ့ဖြေချင်းချက်မှာကအရှုပ်ကမလုံလောက်တာကိုအကြောင်းပြပါတယ်နောက်ပြီးစာနာပြတဲ့လူတွေကလမ်းတွေပိတ်ထားလို့ကိုယ့်ဘက်မောင်းရင်အချိန်ပိုကုန်သွားတဲ့အတွက်အရှုပ်ကားတွေကလူတွေတေဆုံးတာလို့လည်းအကြောင်းပြပါတယ်အရှုပ်ကားထဲမှာတေဆုံးသူ42ယောက်လို့အစိုးရကကြေညာပါတယ်ဒီစရင်ဟာတရားဝင်သတင်းပို့ကဏ္ဍမှာပြောင်းလဲသွားခဲ့ရတာပါ အချင်းထောင်ဝင်နှမ်းတွေကတည်ဆုံသွားတယ်လို့ယူဆထားတဲ့သူတွေထဲမှာအသက်ရှင်လျက်ကြံရှိတဲ့သူတွေရှိမရှိစစ်ဆေးရင်အသက်ရှင်နေတဲ့သူနှစ်ယောက်ကိုတွေ့ပြီးကဲတင်နိုင်ခဲ့ပါတယ်။ပေါင်ကျိုးတာတယောက်လက်ကျိုးတာတယောက်ဒီနှစ်ယောက်ပဲကဲတင်လိုက်နိုင်တယ်လို့ဦးသိန်းဝင်းကပြောပါတယ်။ဒီလိုမှမဟုတ်ရင်တည်တဲ့စရင်က43ယောက်ဖြစ်သွားမှာပါ။အချင်းထောင်အရာရှိတွေအတွက်နောက်ထပ်ပြဿနာတစ်ခုကတည်ဆုံနေတဲ့သူတွေဟာဘယ်သူပဲဝါဆိုတာမသိတဲ့ကိစ္စပါ။လုံရင်းတက်ဖွဲ့တွေဖမ်းလာတဲ့သူတွေအတိုင်း ဆန္ဒပြတဲ့သူတွေလားဆိုတဲ့မေးခွန်းကလည်းရှိနေပြန်ပါတယ်။ရုံသွားရုံမြဝန်ထမ်းတွေဆန္ဒပြပွဲနာရဲကြီးနေသူတွေနဲ့လမ်းသွားလမ်းလာတွေလည်းဖမ်းဆီးခံရတဲ့အထင်မှာပါလာပါတယ်။နောက်တစ်ရက်မှာတော့မတိဘဲကြံခဲ့တဲ့သူတွေကိုစီစစ်ပြီးပြန်လွတ်ဖို့အတွက်အစိုးရကစီစဉ်ပါတော့တယ်။အဲ့ဒီအထဲမှာလူဝင်မှုကြီးကြပ်ရေးအရာကြီးတစ်ယောက်လည်းပါဝင်လာခဲ့ပြီးသူ့ဘာကြောင့်အဖမ်းခံခဲ့ရတယ်ဆိုတာတော့မသိခဲ့တဲ့အဖြစ်လို့ဦးသိန်းဝင်းကပြောပါတယ်။လမ်းပေါ်တွေ့ရလူတွေယာနဲ့ရှိပြီးဖမ်းလာတဲ့လုံထင်းတွေနဲ့အကျဉ်းထောင်ကအရာရှိတွေအကြား ဆက်ဆံရေးကလည်းတိတ်ကောင်းလာတာမဟုတ်ပါဘူးအဲ့ဒီအချိန်တုန်းကလူ9000လောက်အတွက်ရည်ရွယ်တိဆောက်ထားတဲ့အင်းစိန်ထောင်မှာလူ1000လောက်ထိမ့်သိမ်းထားရတဲ့အတွက်အစုလိုက်အပြုံလိုက်လူသစ်တွေဝင်လာတာကိုထောင်အရာရှိတွေကစိုးရိမ်နေကြပါတယ်ဒီကြားထဲမှာဒါဇင်နဲ့ရှိတဲ့လူသေးအလောင်းတွေပြဿနာတွေအတွက်လည်းငင်းခုန်ခဲ့ရတယ်လို့ဦးသိန်းဝင်းကပြောပါတယ်လူရှင်ကိုလည်းအထက်အမိန်ရလက်ခံခိုင်းတယ်လူသေးကိုတော့လက်မခံနိုင်တော့ဘူးကျွန်တော်တို့ဒေါကန်နေပြီလို့ဦးသိန်းဝင်းကအဲ့ဒီအချိန်တုန်းကအခြေအနေကိုပြန်ပြောပြပါတယ် နောက်ဆုံးမှာတော့ထောင်အနာပိုင်းတွေကအင်းစိန်ထောင်တဲကမှုရလျှော့လုပ်တဲ့ဂိုဒေါင်ကိုလူသေးတွေအတွက်ရင်ခွဲရုံအဖြစ်ပြင်ဆင်ပေးခဲ့ရပါတယ်။အချင်းထောင်ကမဟုတ်တဲ့ဆရာဝန်တွေရောက်လာခဲ့ပြီးရင်ခွဲဆေးဆစ်ချက်ယူတာတွေလောက်ကလူသေးတွေကိုမြေမြဆဆန်တင်းကြို့ဖို့စီစဉ်လိုက်ကြပါတော့တယ်။အခုဈေးဝယ်စင်တော်တွေမုံမြော်တိုက်တွေနဲ့စီကားနေတဲ့ကမာရုတ်ကကြံတော့တုတ်တံမှာအလောင်းတွေကိုညာရင်းချင်းမီးချို့ဖို့အတွက်လုံခြုံရေးတွေစောင့်ကြပ်ပြီးတည်ဆောင်သွားခဲ့ပါတယ်။တည်တဲ့သူတွေဘယ်သူမှလည်းမှတ်တမ်းမရှိဘူး။ သူတို့မိသားစုတွေကအရေးအခင်းမှာပျောက်သွားကြတဲ့သူတွေလိုပဲတတ်မှတ်ကြမှာလို့အင်းစိန်ထောင်မူကြီးဟောင်းဦးသိန်းဝင်းကပြောပါတယ်နောက်တစ်ရက်အကြာမှာတော့အင်းစိန်ထောင်ထဲမှာထူးဆန်းလို့တဲ့အဖြစ်အပျက်တစ်ခုထပ်မံဖြစ်ပေါ်ခဲ့ပါတယ်တည်သွားတဲ့လူ52ယောက်ကိုစုပုံထားတဲ့မှုပင်ဟာ နောက်တစ်ရက်အကြာမှာအလိုလို ရှက်ရှင်းရှောက်ကပ်ပြီးတည်ဆုံသွားခဲ့တယ်လို့ဦးသိန်းဝင်းကပြောပါတယ်မှုပင်ကြီးဘာရောက်တည်ဆုံသွားလဲဆိုတာဘယ်သူမှမသိနိုင်တယ်လို့ အချုပ်ကားထဲမှာတည်ဆုံသွားတဲ့သူတွေဘသူပဲဝါလဲဆိုတာကိုလည်းဘသူမှမသိနိုင်တော့ပါဘူးခြေလေးလုံးစာနာပြပွဲတွေဟာ1988ခုနှစ်စက်တင်ဘာ17ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းမှုနဲ့အတူပြည်ဆောင်သွားခဲ့ရပါတယ်ဒါပေမဲ့ခြေလေးလုံးအရေးတော်ပုံအစောပိုင်းရက်တွေမှာတည်ဆုံခဲ့ရသူတွေအကြောင်းကတော့သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ကြန့်ရှိနေအောင်မှာဖြစ်ပါတယ်စောင်းပါခြင်းထုံးခိုင်အဆုံးထိဓာတ်တော်ဝိရတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပြီးစောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်